โอเคအဲ့တော့ဒီနေ့ဗီဒီယိုတိုက်တဲ့အတိုင်းဒီဖုန်းတွေဘယ်ရလာလဲဆိုတဲ့အပိုင်းဆိုတော့ကျွန်တော် IMEI number တွေတိုက်ပြီးတော့စစ်တယ်ပြီးွားရင်တပ်ပတ်ဒီ application တွေသုံးပြီးတော့တိုက်စစ်ကြည့်ရပါတော့အမျိုးမျိုးတိုက်စစ်ကြည့်တယ်ဒါပေမဲ့ refer အလုံးဆိုတဲ့တိကျတဲ့အဖြေကိုတော့မရခဲ့ဘူးအဲဒါပေမဲ့တေချာတာတစ်ခုကတော့ဒီကောင်တွေက official device ဖြစ်ပြီးတော့2022တုန်းကထုတ်ထားတဲ့အတုတ်တွေလို့တော့သိခဲ့ရတယ်ဒီကောင်တွေကဘူးဆုံးပစ္စည်းအစုံနဲ့လာတယ်ပြီးွားရင်ဒီကောင်ရဲ့ဘူးမှာပါတယ် IMEI number တွေဘားတွေကျူအာတွေအဲ့ဒါတွေကလည်းအကုန်မှန်တယ်ပြီးွားရင် Xiaomi 11 ultra တွေဆိုရင်လည်းဒါအဖြူရောင် version တစ်မျိုးတည်းပြောင်းဝင်နေပါတော့ကြီးရတာကဒီ refer လုပ်လိုက်တဲ့ဒါ official ပေါ့နော် company ကပဲဖြစ်ဖြစ်အဲ့ဒီနေရာကတို့အကုန်ကြချွေတာခြင်းတဲ့သဘောနဲ့အကုန်လုံးကိုအဖြူရောင် back cover နဲ့ပြန်ပြီးတော့ထွက်လာတဲ့သဘောနဲ့တူတယ်ပြီးရင်အပွန်းစင်းတွေလည်းအကုန်ကင်းတယ်ဆိုတော့ဒီအလုံးတွေက parking လားလို့မေးရင်တော့ parking တော့ parking ပဲဒါပေမဲ့ဒီကောင်တွေကအဲ့ဒီ parking လေးကိုဖြန့်ထားပြီးတော့ဒါ hyper os ပေါ့နော် global version change ပြီးတော့ ိုပါကင်ပြန်ပိတ်ထားရဲဆိုတဲ့သဘောအဲ့ဒါကိုအသစ်ဆိုပြီးတော့ပြောပြီးတော့ရောင်းကြတာတကယ်တမ်းနောက်မှာစီးတစိမ့်မပါတဲ့အတွက်ဒါတွေအကုန်လုံးက China State ပဲတွေပဲပိုအရေးကြီးတာကကြတော့ refer ဆိုရင်တောင်မှဒါခင်ဗျားတို့ဝယ်တဲ့ဆိုင်ကဘလို့အာမခံပေးလဲဆိုတဲ့အပိုင်းကျွန်တော်ဝယ်တဲ့ဆိုင်ကကြတော့ဒါကြိုက်သလိုဝယ်ပေါ့နော်ဒါဖြစ်တဲ့ကိစ္စတို့အကုန်ရှင်းပေးမယ်ဆိုလို့ကျွန်တော်ကတော့ဝယ်ချလာလိုက်တယ်ဒီဖုန်းကအဲတုန်းကဆိုရင် ဟိုဗာလဲ Facebook မှာခက်စား3ရက်လောက်ပဲရှိသေးတယ်ဗျာကျွန်တော်တွားယူရဲ့နေ့ကဆိုရင်လည်းအဲ့ဆိုင်က post နေတာတနားရီပဲရှိသေးတယ်ကျွန်တော်ရောက်တဲ့အချိန်မှာကျွန်တော်ရဲ့ဒီ device ကဒါနောက်ဆုံး legend store လို့ပြောရတယ်ဗျာအဲ့လောက်ချိကိုတော်တော်လေးရောင်းသွားတာဆိုတော့ buffer ဆိုတဲ့အလုံးတွေကိုတော့ဒါတော်တော်များများတော့သိပြန်လို့ထင်တယ်ဗောနော်ဆိုတော့မသိတဲ့သူတွေတွေ့ရှင်းပြရမယ်ဆိုရင်တော့ buffer ဆိုတာကဥမာဗျာဒီ Mi 11တွေပဲထားပါတော့တို့ဟိုစပြီးတော့ထုတ်လိုက်တဲ့ဖုန်းကိုစဆုတ်လိုက်တဲ့အချိန်မှာဒီကောင်းနေဆိုမြ Wi-Fi error အရင်အတက်များတယ်အဲ့တော့အဲ့ Wi-Fi error တက်လာပြီဆိုရင်လူတွေက အဲဆက်ယုံကိုဒါ brand name နဲ့ပြန် claim ပြီးတော့ပို့လိုက်တယ်ဆက်ယုံကပြန်ပြင်ပြီးတော့အဲ့ဒါကိုဟို refer device အနေနဲ့တစိုက်ကပ်ပြီးတော့ပြန်ရောင်းတယ်အဲအဲ့ဒါမျိုးကကျတော့ဒါဟို official ပေါ့နော် company ကနေ official ပြန်ထုတ်တဲ့ official refer တွေဆိုတော့လူတွေကဘာလို့ဒီလို refer အလုံးတွေကိုကြောက်ကြတာလဲဆိုရင်တော့ဥပမာဗျာဆွမ်းတာလို wifi error လောက်တက်တယ်လို့600လောက် damage refer အလုံးလေးတွေကတော့ကိစ္စမရှိပေမဲ့ဥမာဟိုအပြင်ကပေါ့ဟို Xiaomi ရဲ့ company ကမဟုတ်ဘဲနဲ့တခြား third party အခြားလူတယောက်ယောက်က မှပြက်နေတဲ့ဖုန်းတွေ၊ကွဲနေတဲ့ဖုန်းတွေအမျိုးမျိုးယူရင်းနေတဲ့ဖုန်းတွေကိုအဲဖြုတ်တက်ပြန်ပြင်ပြီးတော့အဲထည့်လိုက်တဲ့ refer တွေနဲ့တိုးမှဆိုတာဗျာအဲ့ဒါကကြတော့ unofficial refer ဒါသက်ပါတီ refer လို့ပြောရမှာပေါ့ဆိုတော့ official refer နဲ့သက်ပါတီ refer နဲ့ကအဓိကဘာကွဲလဲဆိုရင်တော့သက်ပါတီ refer တွေကဒါကုမ္ပဏီတိုင်းမဟုတ်တဲ့အတွက်တို့ဘူးပစ္စည်းစုံဖို့လဲရှားတယ်အဲ့လိုမျိုးဘူးပစ္စည်းစုံနေဆိုရင်တော့မှဘူးကသိရမလားဟိုရှောင်းသူ့ရဲ့ဒီဖုန်းရဲ့ IMEI နဲ့ဒါဘူးမှပါတယ် IMEI နဲ့ကိုက်ဖို့ကလည်းရှားသေးတယ်ပြီးရင်ဖုန်းမှာအပွန်စင်း ်ရှားဖို့ဆိုတာလည်းနည်းနည်းလေးခက်ခဲတယ်ပေါ့နော်ဒီကောင်တွေကကြတော့ပြောရရင်စင်းလုံးကျော်ပေါ့နော်ဒါဘူးဆုံးပစ္စည်းဆုံးနဲ့လာလာဖြစ်တဲ့အတွက်တဝက်တော့စိတ်ချလို့ရတယ်လို့တွေးလို့ရတယ်ဆိုတော့ဒုတိယမေကွန်းကဒီဖုန်းကိုဝယ်တင်လားဆိုတဲ့အပိုင်းမှာโอเคလူတွေကတော့ပြောကြတယ်ဒီဖုန်းတွေကအယမ်းပူတယ်အဲမဝယ်နဲ့ပေါ့နော်အဲအဲ့ကိစ္စနေစပြီးတော့ပြောမယ်ဆိုတော့ဒီဖုန်းတွေဘာကြောင့်ပူလဲဆိုတဲ့အဖြေကိုရှာကြည့်တဲ့အချိန်မှာကျွန်တော်တခုသွားတွေ့တယ်ဘာလဲဆိုတော့ဒီကောင်တွေရဲ့ဒီ display refresh rate setting ထဲမှာ 120h နဲ့ 16h ဆိုတော့ option နှစ်ခုပဲပါတယ်။ဂျားထဲမှာဒီ auto refresh rate ဆိုတော့ option မပါဘူးဗျာ။ဆိုတော့ဒီဖုန်းကဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ home screen မှာဒီတိုင်းဖွင့်ထားပြီးကြည့်နေလဲ 120h ပဲ။ပြီးွားရင်25 frame per second လောက်နဲ့ run နဲ့ movie ကိုကြည့်လဲဒါ120 frame per second ပဲ။ပြီးွားရင်ကျွန်တော်တို့ gain တွေဆော့ရင်လဲ120 frame per second ပဲ။ဆိုတော့အများတန်း120 frame per second နဲ့ run တွေရဲ့ဖုန်းတစ်လုံးမှမပူရင် battery မစင်း ဘယ်ဖုန်းမှမစင်းတော့ဘူးဗျ sixteen hash ကိုပြောင်းပြီးတော့သုံးလိုက်မယ်ဆိုရင်တော့ okay ွားတယ်ဒါအပူလည်းတက်တာရယ်ပြီးရင် battery စင်းတာလည်းအများကြီးတက်တာွားတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကဒီ 2K display ကြီးဝယ်ပြီးတော့မှာဗျာသိရမလား120 hash နဲ့မရပဲ sixteen hash ပဲထားသုံးနေရမယ်ဆိုရင်တော့ iPhone တွေနဲ့ဘယ်ကွာတော့မလဲအဲ့တော့ကျွန်တော်နည်းနည်းလေးလိုက်ပြီးဆက်စုကြည့်တဲ့အခါမှာအရင်တော့ Xiaomi 11ကင်တဲ့သူတွေပြောတာကဒီကောင်ကအရင်ကတည်းကအဲ့ဒီ auto setting မပါလားလို့ပြောတယ်ဗျာဆိုတော့ Xiaomi 11เนี่ยစထွက်ကလေးက 120Hz နဲ့ပဲ run နေခဲ့တယ်ဆိုတဲ့သဘောပေါ့เนาะအားကြောင့်မို့လဲအရန်ပူလာဖြစ်မယ်ကျွန်တော်က Xiaomi 12ကင်မှုတယ်ကျွန်တော် Xiaomi ဲတော့ကဆိုရင် LTPO display မဟုတ်ရင်တော့မှကျွန်တော်ရဲ့ Xiaomi တွေက120ကနေပြီးတော့60ကို auto ဆင်းတယ်အဲ့တော့ပြောစရာရှိတာက 16Hz ပဲရတာကိုဘာလို့7သိန်းနဲ့17သိန်းနဲ့ပေးတော့မှလဲအဲသူသေးတိုင်းနဲ့သူတဲ့ 120Hz ရတဲ့ဖုန်းတွေပဲ깟တော့မှပေါ့ဆိုတော့အဲ့လိုပြောမယ်ဆိုရင်တော့မှကျွန်တော်တို့ဒီဖုန်းကို7သိန်း17သိန်းပေးရတဲ့အကြောင်းရင်းအချို့ကရှိတယ်အဲ့ဒါကဘာလဲဆိုရင်တော့ဒီကောင်းရဲ့ကင်မရာကအခုထိကိုတော်တော်ကြီးဒေါင်းဒေါင်းကြီး တာမာနေသေးရဆိုတဲ့အကြောင်းပါအခုကျွန်တော် Xiaomi 15 Pro နဲ့ရှင်ရိုက်ထားတဲ့ပုံတွေမှာဆိုရင်ဒီ15 Pro ကပိုတာတာက texture တွေ detail တွေ auto focus တွေဒါ bokeh effect တွေပြီးွားရင် shutter speed contrast ဒါတွေကတော့ပိုတာတယ်11 Pro ဘက်ကပြောရရင်တော့ဒါနေခင်းမဲ့ဆိုရင် main camera ကိုဒါသုံးမယ်ဆိုရင်လွန်ခဲ့တဲ့၄နှစ်ကဖုန်းနဲ့ရိုက်ထားတာမှဟုတ်ရဲ့လားလို့တော့ပြန်မေးယူရမယ်။ဒီဘက်က15 Pro နဲ့အရင်မကွာဘူးဗျ။ဒါညဘက်ရောက်ရင်တော့ထေချာတာတော့ဒီ11 Pro ကတော့လုံးဝလိုက်ပြီးတော့ ဟိုမမီနိုင်တော့ဘူးပေါ့နော်ဒါတော့မှညဘက်မှာ main camera နဲ့ရိုက်ရင်အရင်မသိတာသေးဘူးသိတာတာကကြတော့ဒါ periscope lens ကိုသုံးပြီးရိုက်မယ်ဆိုရင်ပြီးွားရင်ကျွန်တော်တို့ဟိုအလင်းအောင်အရန်နေတဲ့နေရာမှာရိုက်မယ်ဆိုရင် မသာပို့ပြီးတော့တိတာတယ်ပေါ့နော်တကယ်တမ်းပြောရရင်တော့ကျွန်တော်ကဒီဘက်က11 Pro ရဲ့ blue color skin တုံးကိုပို့ပြီးတော့သဘောကျသေးတယ်ဒီဝိုင်ဗီဒီယို recording ဆိုရင်လည်းဒါ 8K24 ရမယ် 4K60 ရမယ်ဗျာဒါတွေကဒီဘက်ခေ main range တွေမှာတော့မပါတဲ့ specification တွေဒီကောင်းရဲ့ 4K60 မှာတော့ကျွန်တော်တို့ LAN တွေကိုအများကြီး switch လုပ်လို့မရဘူး main ကနေပြီးတော့ဒါ tele ကိုပဲ switch လုပ်လို့ရမယ် ultra wide ကိုပြန်ပြီးတော့ switch လုပ်လို့မရဘူး15 Pro မှာကကြာတော့အဲ့3 lens လုံးကို ဟို 4K 60နဲ့ဒါပြောင်းလို့ရတယ် PYD 11 Pro ရဲ့ periscope ကလာတယ်ဒါ photo quality တွေ video quality တွေကတော့ဟိုဒီဘက်ကဟို15 Pro ရော version နိုင်မှာပဲအဓိကတော့ sensor size သေးတာအကြောင်းရယ် PYD သိရမှာလွန်ခဲ့တဲ့၄နှစ်ကဟို quality အကြောင်းရယ်လို့တော့ကျွန်တော် မြင်နေပါတော့ PYD selfie ဆိုရင်လည်း 1080p 60ပဲရမယ်ဆိုတော့ကျွန်တော်8သိန်းလောက်ပဲပေးတယ်သိန်း30တန်း phone တစ်လုံးရဲ့တဝက်နီးနီးလောက်ပြန်ရမယ်ဆိုရင်တော့ကျွန်တော်မစိုးလို့မြင်မိရယ် ဲ့တော့ကင်မရာကဒီဖုန်းကိုလဲကင်တင်တယ်တခုသေးတော့အကြောင်းအရာလိုပဲမြင်တယ်အခြားအကြောင်းလည်းရှိပါတယ်ဘာလဲဆိုတော့ flagship ဖြစ်လို့ကျွန်တော်ဘေး quality တွေ design တွေကောင်းတယ်ပြီးဝင် SOC မြင်တယ် wireless charging တွေ 8G recording တွေအဲအဲ့လိုမျိုးပေါ့နော် flagship feature တွေပါတယ် flagship ဖုန်းတစ်လုံးကင်ရတယ်လို့ခံစားရတယ်ဒါပေမဲ့အဲ့ဒီအပိုင်းတွေခဏဖယ်ထားလိုက်ကျွန်တော်နောက်တစ်ခုပြောချင်တာဗာလဲဆိုတော့ဒီ China Stable ဖုန်းတွေကိုဘူးတွေကနေဖောက်ထုတ်ပြီးတော့ Hyper OS Global ချိန်လိုက်တဲ့ကောင်တွေကိုတော်တော်လေးရွှေညံ့တော့ဆူရောက်တယ်လို့ပြောချင်ပါတယ် Hyper OS Global ကဘယ်လိုဖြစ်လဲဆိုတော့ဒါ၄နှစ် ကြာပြီဆိုတော့ဖုန်းရဲ့အထာနဲ့ကောင်တွေကဘာလုပ်လဲဆိုတော့ system update ထဲမှာကြော်ညာရေကုန်လျှောက်ထည့်တယ်။ကြော်ညာကဗျာကျွန်တော်တို့ဟိုမှာပြောရမယ်ဆိုမီဗီဒီယိုတို့အတင်းလို့ပြီးပါမီမျူးစစ်တို့အဲ့လိုညာတွေမှာကျွန်တော်မှတ်မိသလားအရင်တော့ global မှာဆိုရင်ဟိုကြော်ညာပေါ့နော်ကြော်ညာနေရာတသေးလေးတွေမှာအဲ့လိုမျိုးလေးတက်တယ်။အခုကအဲ့လိုမဟုတ်ပဲနဲ့ဟို pop up display နဲ့ပါတက်လာဗျာအဲ့လိုမျိုးတင်လား skip 1 second 1 second 2 second 3 second အဲ့လိုမျိုး skip pop up ကြော်ညာနေရာတက်လာရဆိုတော့အချိန်ကကြာတော့ဘယ်လိုပြောရမလဲ နည်းနည်းလေးရုပ်ပေါက်နေတယ်လို့မြင်တယ်ပေါ့နော်မသိရင်ဟိုတပ်ပါတီ application တစ်ခုကအပေါ်သားကြုံညာကြီးထပြသလိုပဲဆိုတော့အဲ့ကြုံညာတွေကိုပိတ်လို့မရဘူးလားလို့မြင်ကျွန်တော်တို့ setting ထဲမှာသွားပိတ်လို့ရရင်ညာ၃ညာရှိကြဗာလဲဆိုတော့ personalized AD ရဲ့ပြီးတော့ AD service ရဲ့ဒါမှမဟုတ် private DNS တစ်ခုကိုချိန်ပြီးတော့ AD တွေကိုပိတ်ချင်ပိတ်ပြလို့ရတယ်ဒါပေမဲ့ဒီ Xiaomi 11 Pro ရဲ့ case မှာကကျွန်တော်အဲ့လိုမျိုးလုံးလို့မရဘူးတနည်းပဲလုံးလို့ရတယ်ဗာလဲဆိုတော့ကျွန်တော်တို့အမှအ system application တွေကို downgrade ပြန်လုပ်ပြတာ uninstall update ပြန်လုပ်ပြလိုက်မှအဲ့ဒီ AD တွေပိတ်သွားဆိုတော့ ပြောချင်တာက Xiaomi က update ပေးလိုက်တာနဲ့အဲ့ကြော်ညာ service ကြီးကိုတခါတည်းဒီဖုန်းထဲမှာ integrate ထည့်ပေးလိုက်တဲ့ပုံစံကြီးဖြစ်သွားတာဒါတော့သူတို့တွေဘလို့ဘာကြောင့်အဲ့လိုလုပ်ရလဲတော့နားမလည်ဘူးပေါ့နော်တော်တော်လေးတော့ရုပ်ပေါက်တယ်ဆိုတော့ global မှာပဲတက်တာလား China မှာမတက်ဘူးလားလို့မင်းတော့ China မှာတော့ကျွန်တော်သိတော့မတက်ဘူးဘာဖြစ်လို့လဲကျွန်တော်ကိုင်ခဲ့တဲ့ Xiaomi Mi 8ရဲ့ပြီးပါအခုကျွန်တော်အိမ်မှာရှိနေတဲ့ Redmi Note 8ပေါ့နော်အကောင့်တွေကဒီ China stable လုပ်နေအကောင့်တွေမှာတော့အခုဒီကျွန်တော်အာကြော်ညာတက်လာတာမျိုးတွေမတွေ့ဘူးသေးဘူးနော်ကျွန်တော်အိမ်မှာအခု global ဆိုရင်နှလုံးရှိရဲဒါ Mi Max 2နဲ့အခုဒီ 11 Pro ပေါ့နော်အဲ့ကောင်နောက်ကောင်လုံးမှာတော့ကြော်ညာတော့လုံးဝတက်တော့လဲတက်ပါတယ်ဒါပေမဲ့တခုကောင်းကင်နာကချတော့ global ဖြစ်သွားတဲ့အတွက် notification ကတော့ China နဲ့မတူပဲမြန်နေပေါ့နော်အဲ့တစ်ချက်ကလွဲရင် China phone ကို China လိုပဲ gain ကိုကျွန်တော်တော့အမြဲတမ်းကြံပေးခြင်းပါတယ်ဆိုတော့ software တခုတည်းပဲမကောင်းတာလားဆိုတော့လည်းမဟုတ်ပြ battery ကကြတော့နည်းနည်းလေး drain နေပေါ့နော်ဒါပေမဲ့ကျွန်တော်ထင်ထားတာတက်ပို့ပြီးတော့ခံနေသေးတယ်ကျွန်တော်တော့ဒါတွေ refer တွေ ဟိုအရန်ကြာနေတဲ့ battery ဖြစ်တဲ့အတွက်ဒီတက်ပို့ပြီးတော့ drain မထင်တာအထက်ခံသေးတယ်အခုဒါတော့ကျွန်တော်နေ့စဉ်သုံးထားရတဲ့ဒါ daily screen time usage တွေပေါ့နော်အဲ့တော့ Telegram video တွေပဲကြည့်မယ်ကျွန်တော် social media တွေပဲပုံမဲ့ဆိုရင်ဒီဖုန်းကတေချာပေါက်၈နာရီအပြည့်ဝခံတယ်ဒါ0 to 100ကိုပဲအဲကျွန်တော်တို့ဂိမ်းတွေပဲနေတိုင်းဆော့မယ်ဆိုရင်တော့တေချာတယ်ဒီကောင်၃နာရီတက်ပို့ပြီးတော့မခံဘူးဒါကလည်း၄နှစ်ကြာပြီဖြစ်တဲ့ဖုန်းလုံးတာကတော့ပုံမှန်ပဲလို့ပြောလို့ရတယ်ဒီကောင်ရဲ့ sound quality အနေထားကိုနည်းနည်းလေးဟိုသိကြင်လို့ကြည့်ကြပါဘာလို့လဲဆိုတော့ Harmon Kardon နဲ့ပထမဦးဆုံး collaboration လုပ်ထားတဲ့ဖုန်းဆိုတော့အဲ့တော့ တိတ်ပြီးတော့လည်းအားမရဘူးပေါ့နော်ဘာလို့အားမရလဲဆိုတော့ maybe ဒီကောင်းရဲ့ software update တွေကြောင့်လည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါမှမဟုတ်ရင်ကျွန်တော်တို့ဒါ၄နှစ်ကြာပါလို့သူ့ရဲ့ speaker quality ကျသွားတာလည်းဖြစ်ချင်းလည်းဖြစ်မယ်ပေါ့နော်ဆိုတော့ဒီဖုန်းကိုဝယ်တင်လာဆိုကျွန်တော်တို့လာမင်းရင်တော့ကျွန်တော်တို့ဘာလုပ်မှာလဲဟိုရှစ်သိန်းနဲ့ဗျာသိရမလားဒီ back end ငွေသေးကြီးနဲ့ကဒါ second နဲ့မှပဲသွားရှာရှာကျွန်တော်အစ်တစ်ထဲမှပဲသွားရှာရှာဒီလို camera တွေဒီလို flash specification တွေဒါသူ့ရဲ့ဒီ flash experience ပေါ့နော်အဲ့ဒါတွေအကုန်ပြန်ရဖို့ဆိုတာက လုံးဝမဖြစ်နိုင်ဘူးဗျာကြိုက်သူလိုရှာကြည့်လို့ရတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီရန်ကုန်မြို့တွင်ကစိုင်းနေမှာဆိုရင်၃ရက်အတွင်းနဲ့လုံးဝ stock တွေပြတ်ကုန်တာအခုကျွန်တော်ဆိုရင်လည်းဒီကောက်ကိုတနအီတွင်းသွားယူတဲ့အချိန်မှာကျွန်တော်ဆေးရန်ကြိုတင်လိုက်တယ်ဗျာပြီးတော့တနအီတွင်းသွားယူတဲ့အချိန်မှာလည်းကျွန်တော်ရဲ့ဒီအလုံးကနောက်ဆုံးလက်ကျန်အလုံးအဲ့လိုမျိုးပေါ့နော်လူတွေကတော်တော်လေးကိုဝယ်ကြတယ်ဗျဟိုလိုင်းပေါ်မှာသာရန်ဖြစ်ပြီးတက်နေကြဟာဘရဖာအဓိကရန်ဖြစ်တယ်ဆိုရအပိုင်းကလည်းစိုင်းတွေကဘူးမသိဘာမသိနေပျော်ပြီးတော့ရောင်းတာဗျစဉ်းစားကြည့် out of the box hyper org နဲ့လာပြီးတော့ဟိုသိရမလားနောက်က CE တစ်စိတ်မပါတဲ့ global phone ကို parking vape ပါသူပြီးတော့ပြောရောင်းတဲ့ sign တွေကလည်းတကယ်ပြင်ဆုံးရင်ကတ်ကြပါဘောเนาะကောင်းတယ်အဲ့ဒါကြောင့်လည်းရံဖြစ်နေတာပါပါမယ်အဲ့တော့တခုပဲ disclaimer အနေနဲ့ပြောချင်တာကကျွန်တော်ဝယ်နိုင် live မွေပါနဲ့အဲဒီဖုန်းကလည်း refer လုံးဖြစ်တဲ့အတွက်သူ့ဘာသူ potential risk ခုကတော့ရှိတယ်အဲ့တော့ကိုက risk ကိုဟိုယူနိုင်လားခံနိုင်လားအဲ့ဒါဆိုရင်တော့ဝယ်လို့ရတယ်ကျွန်တော်လုံတိုင်း live မလုပ်နဲ့လို့ပဲအကြံပေးချင်ပါတယ်โอเคအဲ့တော့ဒီနေ့ video ကိုအဆုံးထိကြည့်ပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်